ကလေးရှေးယူဆိုဆန်တဲ့ကလေးဆိုလို့ရှင်အမိဘရဲ့ကြွမှာဒုံငွေကျတော့ပြောတာအကိုကလေးရတော့တင်မှာအော်အိမ်ပြန်အောင်မထွက်ဘူးလေးမလိုက်တာအော်ပါပြပြအကိုနားထောင်နေတယ်ဟလာတင်မှာအသက်25နှစ်လဲအေးရမထွက်ဆိုကလေးကျတော့ပြောတယ်ဆိုတော့အဲ့ကြောင်တကယ်ဘယ်လောက်တရာတကယ်ကြောက်ဖို့ကောင်းလဲဆိုအဲ့လိုမျိုးပေါ်လိုက်ခါမှာပေါ့ကမ္မလေးတယောက်ရှိတယ်ကျွန်တော်တကယ်ချင်းအဲကျွန်တော်တို့ခိုးငငယ်လေးတွေကပေါင်းတာဗျာကျွန်တော်တို့ဒီမူလာတန်းအလေတန်းထက်တန်းတောက်လျှောက်ပေါင်းလာခဲ့တဲ့တငယ်ချင်းသူ့အိမ်ကသူ့အဖေကအเจ้าဆရာသူ့သမီးကိုသူတို့ကအဲ့လိုမျိုးငငယ်လေးတွေကအဲ့လိုမျိုးဘိုင်းကောင်းကြောက်ဖိ မတခုနီအမသွားနဲ့ဆိုသူတခုမှာမသွားဘူးတော့ကအဲ့လိုမျိုးဘယ်လိုပြောမလဲအရန်ဟိုဟိုမက်တီတာကဒတာဂီတီတန်ခွန်ကြာခုနှစ်ထက်နဲ့အုပ်ထားတယ်လို့အုပ်ထားဗျာဒီလားဆိုတော့သူကအဲ့လိုမျိုးစေတန်းအထိကိုအဲ့လိုမျိုးနေကြရတာကောက်မလေးကအဲ့ဒါဘာစားတွေ့လဲဆိုတော့စေတန်းအောင်အောင်ပြီတက်ကတူရောက်သူတို့တန်ခွန်ကြာကြီးတက်နေလွတ်သွားပြီအဲ့ဒီမှာအဲ့ကောင်မလေးကဘာဖြစ်သွားလဲဆိုတော့ဇောင်းနေရရင်းကိုဂျိုးတက်ပြီးတော့ရိုက်ကြာပေါ်နဲ့ရိုက်လှုပ်လဲလို့အစုံပေါက်ပြီးပြေးရတာအဲ့ဒီအချိန်မှာ तू အပြည့်လောကကို तू ရောက်သွားတဲ့အခါမှာ तू မမြင်ဘူးဓာတ်တွေပဲအကုန်လုံးอ่ะအဲ့ဒီအချိန်မှာအာစေတမားနဲ့ယူစားထားတဲ့ရှိတဲ့ nugget တွေဆွဲကြိုးတွေလက်ကောက်တွေအကုန်ကုန်နေလက်စုပ်တွေအကုန်ကုန်နေအတောက်လျှောက်တဲ့မလားစာမိုးဝဲတွေကြရတယ်ဟိုတောင်းမှာတော့စာရမ်းတော်တယ်ကောအမစာမိုးဝဲတွေကြရတယ်တက္ကသိုလ်မှာစာမိုးဝဲကြရတယ်ဆိုအဲ့ဒါကသားသမီးတယောက်ကိုအရင် control လုပ်ပြီးတော့အုပ်ချုပ်မှုစနစ်မှားတဲ့ဟို system တစ်ခုကဖြစ်သွားတဲ့ effect ပဲ အခုတော့တော်တော်လေးတော့ပြန်အဆင်ပြေနေပါအဲ့တော့ဆိုကျွန်တော်လည်းတော်တော်လေးဝင်ကူညီလိုက်ရတယ် mindset ဘိုင်းဆိုင်ရအောင်အဲ့မဲ့လို့ဆိုလိုချင်တာကအဲ့လိုမျိုးတကယ် true story ကြီးပဲအခုတော့ဟိုကျွန်တော်ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်စာတင်လည်းအများနဲ့ပြောပြတယ်ကျွန်တော်တင်တယ်မှာဆိုလို့ရှိရင်များသွားပြန်ကလူကြီးတွေများတယ်ဆိုတော့အာကိုလေးတို့ရဲ့ကလေးကိုအတော်တို့ရဲ့တာသမီတွေကိုဒီလိုစာအုပ်လေးတွေဖတ်ခိုင်းမှာဒီလိုလေးတွေတွေးခေါ်ခိုင်းမှာဒီလိုလေးတွေတော့သူတို့ကိုလောက်ခွင့်ပေးပါဆိုတဲ့ဟာမျိုးကျွန်တော်ကသူတို့အဲ့ဒီကလေးတွေစာကျွန်တော်အများနဲ့ request လုပ်ပေးတယ် ဘာကြောင့်လဲဆိုတော့ကျွန်တော်အရှိမအားတိုင်းမြင်မှုဝေးပါကြီးအရန်ကြောက်ဖို့ကောင်းတယ်ဘာလို့အရန်ကြောက်ဖို့ကောင်းလဲဆိုတော့လေကိုပြက်လုံးအရှိမလေဘိုင်းကောင်းကြောက်ပြီးနေခဲ့တဲ့ main ကလေးတယောက်ကလုံးဝအဲ့လိုစေတမဘဲသမားကြီးတွေအတွက်ကိုစေးဖို့သူ့ရဲ့ဘဲစေးရှူလို့ရအောင်လို့နကတ်တွေချုပ်ပေးလက်စွပ်တွေချုပ်ပေးအစွဲကြိုးတွေချုပ်ပေးရလောက်တဲ့အထိဖြစ်သွားဆိုတော့အဲ့ဒီဟာအဲ့ဒီခုနကပြောတဲ့တအားတင်းကျပ်လုံးနဲ့စီကန်းတွေကနေပြီးတော့လွတ်ထွက်သွားတဲ့အခါမှာဖြစ်လာတဲ့အကျိုးဆက်ပဲအဲ့ဒါအဓိကကျွန်တော်တို့တွေကဟိုတုတ်ဘက်ကိုဘက်ညပြီးတော့တွေးတတ်တဲ့ ဟိုအလေးအကျင့်မရှိပဲတယ်မလားဥပမာဥကသူနေသူ့နေရာမှာငါသားဆိုရင်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့တဲ့မလားသူ့နေရာမှာငါသားဆိုရင်ဆိုတဲ့ဝင်ပြီးတော့ခံစားတတ်တဲ့ခံစားမှုမျိုးပြောလို့ပြောရမလားဆိုတော့ဒီမိဘတွေကအောက်ချုပ်တဲ့အခါမှာဒီသူတို့ရဲ့သူတို့နဲ့အမြဲတမ်းအတူတူရှိနေမယ်ဆိုတဲ့စိတ်နဲ့အုပ်ချုပ်တာပြရတယ်မလားဒီလိုမျိုးအခြေအနေတစ်ခုခုကြောက်ဒီလိုလွတ်ထွက်သွားမဲ့အခြေအနေမျိုးကိုသူတို့ အဲတွေးချင်းလဲတွေးလိုက်မယ်ဒါပေမဲ့လို့အဲ့လိုမျိုးမတွေးမိဘွားကြာခံတော့တော်တော်များတယ်အဲငါတို့ရဲ့အောက်မှာပဲအမြဲတမ်းရှိနေမယ်ဆိုတဲ့ဟာကြောင့်မဒီလိုမျိုးထင်းနေခဲ့တယ်ဆိုတော့အချိန်နှစ်ခုကြောင့်လွတ်ထွက်သွားတဲ့အခါမှာထိတ်လို့မနိုင်တော့ဘူးပြတ်တယ်မလား